မြမြတာမွန်စီဆိုင်ပိုင်ရှင်ရဲ့သားလေးဖြစ်သလိုရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်လည်းဖြစ်တဲ့ကိုထက်ခိုင်ဝင်တဲ့အတွဲနေကြောင်းထွက်ပေါ်လာပြီးတဲ့နောက်မှာနောက်ွယ်ကအကြောင်းအရာတချို့ပါပေါ်ပေါက်လာခဲ့တဲ့တရုတ်ဆောင်တော်ဘောရဲ့ထားရဲ့အခြေရေးမင်္ဂလာပါပရိသတ်ချင်းရေတရုတ်ဆောင်တော်ဘောဧတာဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကအဆိုတော်လွမ်းပိုင်နဲ့ချစ်ကြိုက်ခဲ့ကြပြီးနန်းနေကြတဲ့ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာခဲ့ကအဆိုတော်လွမ်းပိုင်နဲ့သူ့ရဲ့ချစ်သူဟောင်းဘောဘီဆောက်ဆာတို့ဟာသူမကြောင့်လမ်းခွဲခဲ့ရတယ်ဆိုတဲ့သတင်းတွေလည်းပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ နော်ဖောအေထားဟာ73နှစ်ကြာလက်တွဲလာခဲ့ကြတဲ့လွမ်းပိုင်တဲ့ပေါ်ပီဆောက်စားတို့နှစ်ယောက်ကြားထဲမှာနော်ဖောအေထားကစနိုက်ကျော်ခဲ့တာဖြစ်တယ်လို့ပြည်သက်တွေကြားထဲမှာဝေဖန်မှုတွေပြင်းထန်နေတာလည်းဖြစ်ပါတယ်။တပြိုင်တည်းမှာပဲနော်ဖောအေထားနဲ့လက်ရှိတွဲနေတဲ့ချစ်သူရဲ့ပုံရိပ်တွေလည်းထပ်ပေါ်လာခဲ့ပြီးသူမကိုယ်တိုင်ကပဲအဆိုပါကိုထက်ခိုင်ဝင်ဆိုသူနဲ့ချစ်သူတွေဖြစ်နေကြတာမှန်ကန်ကြောင်းဘသူတွေပါပြောပြောသူမရဲ့ချစ်သူကသူမဘက်မှာရက်တည်နေတာဖြစ်တဲ့အကြောင်းပြောပြလာခင်တာလည်းဖြစ်ပါတယ် ကိုထက်ခိုင်ဝင်းဆိုတာကတော့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးရင်ဝင်တွေဖြစ်တဲ့မြတ်မြတ်တာမွန်စီဆိုင်ပိုင်ရှင်ရဲ့တားတယောက်ဖြစ်ပြီး ကိုရိုင်းကလည်းရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်တယောက်ဖြစ်ပါတယ်။လော်ဘောအေထားရဲ့လက်ရှိချစ်သူကိုထက်ခိုင်ဝင်းကတော့မြတ်မြတ်တာမွန်ဆက်သုံးစီဆိုင်ပိုင်ရှင်ရဲ့တားဖြစ်ပြီးကတိယရုပ်ရှင်ထုတ်လုပ်ရေးအမည်နဲ့ကံကောင်းရုပ်ရှင်ဇာတ်ကားကြီးကိုရှိုက်ကူးထုတ်လုပ်ခဲ့သူဖြစ်တယ်လို့ထုတ်လုပ်သူအဖြစ်အကယ်ဒမီဆုရခဲ့ဖို့သူလည်းဖြစ်ပါတယ်။ ။ဒါအပြင်ကိုထက်ခိုင်ဝင်းကဟေးပလီကိုတီထောင်သူလည်းဖြစ်တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ကိုထက်ခိုင်ဝင်းကနော်ဖောအယ်ထားနဲ့မတွဲခင်10နှစ်နီးပါးတွဲခဲ့တဲ့ချစ်သူကောင်မလေးရှိခဲ့ပြီးယူကန်ဒီမှာနော်ဖောအယ်ထားကရယူသွားခဲ့တာဖြစ်တာကြောင့်နော်ဖောအယ်ထားဟာ73နှစ်ဝန်းကျင်ချစ်သက်တမ်းရှိတဲ့လွမ်းပိုင်တို့ဇုံတွဲကိုရော10နှစ်ဝန်းကျင်ချစ်သက်တမ်းရှိခဲ့တဲ့ကိုထက်ခိုင်ဝင်းတို့ဇုံတွဲကိုပါလမ်းခွဲတဲ့အထိဖြစ်စေခဲ့တဲ့အဓိကလူတစ်ယောက်အဖြစ်ပြောဆိုခံနေရတာပဲဖြစ်ပါတယ်။ နောက်ဘောရဲ့ထားကတော့အခုလက်ရှိမှာအကယ်ဒမီတန်းဝင်ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်ခွင့်ရရှိနေသလိုအအောင်မြင်ဆုံးရုပ်တံဇလံတွဲတွေမှာလည်းအ धिक နေရာကပါဝင်သရုပ်ဆောင်နိုင်နေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့အခုလက်ရှိအချိန်ကတော့ Nopho အတွက်အနုပညာလမ်းကြောင်းမှာအကောင်းဆုံးအချိန်လို့ပြောရမှာဖြစ်သလိုသူမရဲ့အခြေရေးတွေနဲ့ပတ်သက်ပြီးအခုလိုနာမည်ပြတ်တွေထွက်ပေါ်လာတာကလည်းသူမအတွက်အဟံထားဖြစ်နိုင်တယ်လို့သူမကိုချစ်ကြတဲ့ပရိသတ်တွေကတော့စိတ်ပူနေကြတာဖြစ်ပါတယ်